မိတ်ဆွေတို့ကိုလွယ်ကူယိုရှင်ပြီးစားလို့ကောင်းတဲ့မာလာမဲသားကြော်လုံးဤပြောပြပေးပါမယ်။အရင်နဲ့တွေ့မိရင်လုံဝကွက်တီပဲ။အီမာကိုရိုင်းလောက်တော့တန်ရှင်းလက်ဆက်မှုရှိလို့ပို့ပြီးစိတ်ချရပါတယ်။အမဲသားကိုအသားနုရာရွေးဝယ်မယ်။အစီတွေအရွတ်တွေဖယ်လိုက်။အတုံးကြီးကြီးပိုင်းပြီးသွေးကုန်အောင်ရေစိမ်ထားမယ်။အိုးရဲရေတဲ့အမေသားထဲချင်းကြက်တော်မေးတစ်ချဖို့ကောင်းဖာလာရွက်ဖာလာစီချောင်းနနက်ပွင့်ဇပယ်လေးငရုတ်ကောင်းစီထင်းဟင်းချဝိုင်းနဲ့စားအတင်တင်ထဲပါ အသားကျက်ပြီးနူတဲ့အထိမိနစ်40လောက်ပြုံးမယ်။ငရုတ်တီးကြောက်ကိုရေနဲ့10မိနစ်စိမ်ပြီးကက်ချီနဲ့ဒီလိုလေးတွေကင်ထားလိုက်။ပြုတ်ထားတဲ့အမေသားကိုအတုံးချစ်ချစ်တူတူလေးတွေလီမယ်။ဒီလိုအနေထားလောက်ဆိုရပါပြီ။ဥရဲစီပူပြီးဆိုချင်းကျက်သွုံမယ်၊ကျက်သွုံနီးနနက်ပွင့်နဲ့တိကျပူကောက်ထဲနနက်မင်းထည့်ပြီးကြော်မယ်။ရှေးဝါရောင်တန်းတဲ့အခါဆဲထုတ်လိုက်။ပြီးရင်ငရုတ်ကောင်းစီထဲအနက်လေးမွေးလာတဲ့အထိမွေးမယ်။အမေသားထည့်ပြီးရေထွက်တဲ့အထိမီအေးအေးလေးနဲ့9မိနစ်ဝင်ချင်လောက်ကြော်ပါမယ်။ပြည့်တဲ့အခါတကြားငါမျိုးဆက်မဆလာမုံစားနဲ့အသားမုံထဲဘဲငက်ပြာရဲ့အကြီးနဲ့အနောက်ထဲ မီးအလဲလန်အနေထားနဲ့ရေခမ်းပြီးကတ်တဲအထိမွေကြောပြီးရင်ကြိုက်ထားတဲ့ငရုတ်တီကြောင်တွေထဲမီးအေးအေးလေးနဲ့တမင်းနှလောင်းမွေပေးပြီးအိုမချာခင်နှမ်းလေးဖြူပေးလိုက်ရင်တော့ရပါပြီအရသာကထုံထုံဆက်ဆက်လေးနဲ့အရန်စာကောင်းလုံးလုံးလက်ကနေမချနိုင်ဘူးဒီနေ့မှတော့လူကြီးမင်းတို့ကိုအရသာရှိပြီးအလွယ်တကူလုံးလို့ရတဲ့ကျဲဥဘဲငက်ပြားရေးစိန်ပြူလုံးဒီတင်ပေးပါမယ်လက်ဆက်မှုရှိတဲ့အပြင်ကြိုက်လိုက်ရင်လည်းအီအီလေးမို့အရန်စာလို့ကောင်းပါတယ်ရှင်ရွေးပွက်ပြီးဆိုကျဲဥလေးတွေထည့်ပြီး9မိနစ်ခန့်ပြုံးမယ်ပြင်းရင်ဆဲပြီးရေခဲရေတဲ့စိန်လိုက်ဒါဆိုပို့ပြီးတော့အခွန်ခွာရလွယ်ကူပါတယ် ၊ကြက်တုံနီ၊ကြက်တုံဖြူ၊ကြက်တုံမိတ်ငရုတ်သီးနှမ်းတဲ့နန်းနန်းမင်းတဲ့။ဘဲငက်ပြာရဲ့အကြည်နဲ့ရေကိုတစားစီတဲ့။အရသာနှမ်းအောင်အနှဲငယ်လောက်မွေပြီးလိုက်။ဒီတိုင်းလေးတ냐လောက်စိန်ထားလိုက်ပြီးရင်စားလို့ရပါပြီ။ကျွန်တော်အမြဲလိုလိုဒီလိုမျိုးလေးလှုပ်စားဖြစ်တယ်။အခေါက်တိုင်းစားရတာမလောက်ပါဘူး။အလွဲတကူလှုပ်စားလို့ရတဲ့အင်ဟင်းလျာမဲတစ်မျိုးလုံးနီးမိတ်ဆွေတို့ကိုတင်ပေးပါမယ်။ကြက်ဦးကိုဘဲငက်ပြာရဲ့ထဲပေါက်ထည့်ပြီးပေါင်းလိုက်တာနဲ့အခုတလောရေပန်းစားနေတဲ့ဟင်းမဲတစ်မျိုးဖြစ်သွားပါရော့။ လက်ဆက်နှူးညံ့မြေမွေးကြရနေတာပဲလုံဒီကလည်းလွယ်ကူပြီးအရန်စားလို့ကောင်းတယ်ပကံတွေကိုကြက်တော်မိတ်တဲ့ဟင်းချက်စီအနေငယ်တဲ့စားအတင်တင်တဲ့ဘင်းကပြရဲ့အကြီးကိုဇွန်ရဲ့လေးပုံတပုံကန်တဲ့တီချာနှံ့အောင်မွေးပြီးကြက်ဥလေးတွေဖောက်ထည်လိုက်ရေပပွက်ဆိုပြီးဆိုအိုးဘော်တင်ပြီး10မိနစ်ခန့်ပေါင်းလိုက်ရလာတဲ့ကြက်ဥပေါင်းလေးကစားလို့ကောင်းပြီးအာဟာရဖြစ်တဲ့အပြင်ကလေးလူကြီးမွေးကြိုက်ကြပါလေမိတ်ဆွေတို့လည်းအိမ်မှာပေါင်းစားကြည့်ကြနော်မိတ်ဆွေတို့ကိုအလွယ်တကူပင်လယ်စာပဲကြဆန်လုံနေတင်ပေးပါမယ်ကြဆန်ကစားလိုက်ရင်ထထုပ်လေးနဲ့ပစုံရဲ့အရာသာကလည်းအတော်လေးစားကောင်းတယ် ဘဲကြဆန်ကိုပြောသွားအောင်ရေနွေးနဲ့မိနစ်20စိမ့်မယ်လုံးဝပြောဖက်သွားတဲ့အထိမစိမ့်နဲ့နော်ပြီးရင်ကြောက်ဦးအနှစ်တလုံးဘဲငက်ပြရဲ့နောက်တစုံထဲဟင်းချက်စီအတင်တင်ထဲပြီးတမအောင်နေလိုက်မယ်ဒီလိုဆိုအယောင်လေးလာသွားရောလက်ဆက်တဲ့ပစုံထုပ်တွေကိုကောင်းဖြုတ်အညစ်အကြေးထုတ်ပြီးနောက်ကျောကိုဖွင့်ထားလိုက်ပြည်ကြီးငါကိုရှေ့ရှေ့မမျောအတုံးလေးတွေတုံးမယ်ရေပွက်ပွက်ဆိုပြီးဆိုချက်တုံမိတ်တဲ့ဟင်းချက်ဝိုင်ထဲမွေလိုက် ပင်လယ်စာတွေထဲ10မိနစ်ကြကြော်လောက်ပြုတ်ပြီးရေစစ်ထားမယ်။စောအနှစ်ရေအတွက်ဘဲငက်ပြာရဲ့အကြီးဟင်းချောင်းဝိုင်းတကြားငရုတ်ကောင်းပေါ်ခရူးစီထဲပြီးနှံ့အောင်မွေးထား။စီပူပြီးဆိုပစွန်ကောင်းတွေထဲပစွန်စီထွက်လာတဲ့အထိကြော်ပြီးစေမယ်။ဒီတဲ့ကအစီတဲကိုချက်တုံနေချက်တုံမေးချက်တုံဖြူနေချင်းထဲစီမွေးတက်ပြီးပဲကြဆန်ထဲမယ်။မီအေအေနဲ့မှုကြော်ပြလိုက်အနေငယ်ကတ်သွားပြီဆိုရင်ပင်လယ်စာရီထဲငရုတ်ပွားထဲဆက်ထားတဲ့ဆော့အနေရီထဲ၄၅၀ခေါက်လောက်အရသာနှံအောင်မှုကြော်ပြီးရင်ချက်တုံမိတ်လေးဖြူလိုက် မြေဦးအောက်ခြေမှာစက်တုံနီကင်ကြာစံကျော်ကိုအပေါ်ကထည့်ပြီးမြေအေးနဲ့တမင်းနဲ့နှမင်းနဲ့လောက်တဲလိုက်ရင်စားလို့ရပါပြီ။လူအများစုကစားသောဆိုင်ကချက်သားအိုကေဟင်ကိုစားရတာကြိုက်ကြတယ်။ဒါပေမဲ့အိမ်မှာကိုယ်တိုင်လုပ်စားရင်လည်းစားသောဆိုင်ကလိုစားလို့ကောင်းပါတယ်။အရသာဆက်ဆက်အနက်မှုမှုနဲ့နူးဤနေရောအရင်စားလို့ကောင်းတယ်။ကြက်တကောင်လုံးဆိုမကုံလို့တဝက်ဝယ်လာလိုက်တယ်။အရင်ဆုံးကြက်သားကိုအတုံးလေးတွေတုံးဥရဲစီပူပြီးဆိုချင်းပြတဲ့တုံးတက်ထားတဲ့ကြက်သားထဲမှာဒီလိုလက်ဆက်တဲ့ကြက်သားကိုရင်းနှဲပြုတ်စရာမလိုပါဘူး။ ဒီတိုင်းကြော်လိုက်ရုံပဲအယောင်လေးတက်လာတဲ့အထိကြော်ပြီးဆဲထားလိုက်ပါပြီးရင်ကြက်သွန်ဖြူကျင်းငရုတ်တီချောင်းငရုတ်ကောင်းစီထဲပဲငရုတ်ငပီအနှစ်တစုံထဲအနံလေးမွေးလာတဲ့အထိကြော်ပြီးကြက်သားကြော်ထဲပဲငပြရဲ့ကြီးနဲ့ QC အတင်တင်ထဲကြက်သားမုံစားတကြားနဲ့ငရုတ်ကောင်းမုံထဲပြီးမိပြပြင်းနဲ့အရသာနှံ့အောင်ကြော်မယ်ဦးမချခင်ငရုတ်ပွားနဲ့ကြက်သွန်နီလေးခတ်လိုက်ကြက်တဲထိမွေကြော်ပြီးအိုးချလို့ရပါပြီ ကြသားဥက္ကဟင်လေးကမှုမွေဆက်ဆက်လေးနဲ့အတော်လေးကရင်တွေ့ပါရယ်။အားလုံးတေချာကြည့်ကြကစုံဥပြုတ်ကိုပြောင်းကောက်မှုကတ်ကျော်လိုက်တာရိုးရဟင်ပွဲတစ်မျိုးဖြစ်သွားပါရော။အရင်ဆုံးအခွန်ခွာထားတဲ့ကစုံဥကိုစီပြီးအတုံးလေးတွေတုံးလိုက်ပါ။ရင်နွေးပွက်ပြီးဆိုဥရဲထဲတမီနစ်ဝင်ကျင်လောက်ဖြုတ်ပြီးစေမယ်။ရေချောင်းအောင်တုပ်ပြီးပြောင်းကောက်မှုနှစုံထဲတေချာကတ်သွားအောင်နေလိုက်။စီ60ရာခိုင်နှုန်းလောက်ပူပြီးဆိုဥရဲထဲကြုံမယ်ထဲ့ပြီးပြီးချင်းချက်ချင်းမလန်ပါနဲ့ခနာလောက်နေပြီးမှမှွေမယ်အလုံးမဲအသေးပေးပြီးအားပေးသွားပါအောင်နော်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ရွှေဝါရောင်တမ်းပြီးကျွရတဲ့အထိကြော်ပြီးရင်ဆက်ထားလိုက်ပါ။ပကံလုံးတွေကိုခရဲညင်သည်စောစုံကြီးတစုံ၊ဘဲငက်ပြာရဲ့အကြီးစုံသေးနှစုံ၊ကြကြားစုံသေးသုံးစုံ၊ရှာလာကာရဲ့စုံသေးလေးစုံ၊ရေတန်းစုံသေးငါးစုံကန်ထဲတေချာသမအောင်မွေလာရင်ချိုချင်ဆော့လေးရသွားပါပြီ။ဩရဲစီနေငယ်ထဲဆက်ထားတဲ့ချိုချင်ဆော့တဲ့ပြက်သွားတဲ့အထိမွေတဲပြီးကြော်ထားတဲ့ကစုံဦးထဲအထောက်ကိုခက်မပြန်လန်းကြော်ပြီးပြီးရင်အိုးချလို့ရပါပြီ။အရသာကချိုချိုချင်ချင်လေးနဲ့အရန်စားလို့ကောင်းလို့ခလေးတွေအလူရဲ့ပြေးလာကြလိမ့်မယ်။အိမ်မာလို့စားကြည့်ကြနော်။